ူမိုက်တက်လို့ရအတွက်ပေးဆရာတော့မယ် EKG ကြီး လီဗာပူးမှာချစ်ဆောင်ပြနေတဲ့တိုက်စစ်မူတီ AKG ကသူ့ရဲ့ယူမိုက်တက်လောက်ရအတွက်ပေးစားတော့မယ့်အရင်နဲ့ရင်ဆိုင်နေရပါတယ်။စက်တင်ဘာ23ရက်ကကစားခဲ့တဲ့ခါရမောဖရာတတိယအဆက်မှာလီဗာပူးအသင်းကစောက်တန်အသင်းကို AKG ရဲ့နောက်ကျအနိုင်ကိုနဲ့အတူငကိုတကိုနဲ့အနိုင်ယူပြီးစလို့တော့အစ်စ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဂျိုင်မဲအနိုင်ကိုသွေးပြည့်ရဲ့နောက်မှာတော့ယူမိုက်တက်လောက်ရကြောင့်အနီကထိတဲ့အချိန် AKG ကိုအသင်းနီးပြအနက်စတော်လဲလီဗာပူးတောင်ဝရှိလူတွေကဒေါ်တာထွက်နေကြတာပါ။အသက်23နှစ်အရွယ် AKG ကဒီပွဲရဲ့ဒုတိယပဲအဆ မှာအစ်ဆက်အစားလူစားဝင်ကစားခဲ့တာပါ လူစားဝင်ပြီးတဲ့နောက်ဝစာကင်မှာပဲ AKTG ကကွင်းနဲ့အတိုင်းကိုစွတ်တကတက်လို့မလို့အပ်ပဲအဝါကအပြတ်ခံခဲ့ရပါတယ်။အဲ့လိုအနေအထားမှာ AKTG အနေနဲ့ဂယုဆက်ကစားမှာဖြစ်ပေမဲ့ပွဲစဉ်89မိနစ်မှာအနိုင်ကိုသွင်းပြီးတဲ့နောက်မှာတော့အဝါကအပြတ်ခံရမယ်ဆိုတာကိုသိသိစင်းနဲ့အရင်ဆွတ်ပြီးတော့အောင်ပွဲခံခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီပွဲစဉ်မှာအနိုင်ကိုသွင်းပြီးနောက်အင်းစီပြောင်းလဲခင်မှာပဲ AKTG ဟာနဝါတုံနီနဲ့ထုတ်ပယ်ခံခဲ့ရပြီးတော့တပွဲပွဲပဲခံရတာဖြစ်ပြီးတော့စနေနေ့ညမှာကစားမယ်ခရစ်ဆက်ပဲနဲ့ပွဲစဉ်ကိုလဲချိုတော့မှာပဲဖြစ်ပါတယ်။ တယ်အဲ့ဒီပွဲစဉ်အပြီးမှာပဲလီဗာပူးနီးပြအာနယ်စလော့က AKTK ရဲ့လုံရဟာယူမိုက်တက်လုံရဖြစ်တယ်လို့ဝေဖန်ခဲ့ပြီးတော့အခုလီဗာပူးအသင်းကအဲ့ဒီလုံရအတွက်ပြည်ထောင်ချမှတ်တဲ့အနေနဲ့လက်စားနဲ့ပတ်စာဖြတ်တောက်ဖို့စီစဉ်နေလို့သိရပါတယ်နောက်ပိုင်းမှာ AKTK ကသူ့လုံရအတွက်တောင်းပန်ကြောင်းသူ့ရဲ့ Instagram မှာရေးသားခဲ့ပါတယ်ဒါပေမဲ့လီဗာပူးအသင်းကသူ့ကိုနှစ်ပတ်စာလက်စားဖြတ်ဖို့စီစဉ်နေပြီးတော့ဒီပတ်လက်စားပေါင်2သိန်းနီးပါးရရှိနေတဲ့ AKTK အနေနဲ့လက်စား၄သိန်းအပြတ်ခံဖို့ရှိနေတယ်လို့ပြည်သူတွေသိစား Daily Mail ကဖော်ပြခဲ့တာပါ